အဲဒါပေမဲ့ဥပဒေလို့ပြောရင်တော့ဥပဒေကိုအ내အတိတ်ပဲဖွင့်တာတော့အဲအဲ့ဒါအဲ့စကလုံးကတော့တိတ်ချေပြန့်လွန်းတာပေါ့နော်မတင့်လျော်တော့ဆိုဒါတင့်လျော်ပါတယ်လုပ်ငန်းရှင်ဆိုတာဒီလိုတော့လည်းဖြစ်တတ်တာပဲအပြင် तू ကမပေးဘူးလို့ညင်းနေတာလည်းမဟုတ်ဘူးအမပေးဘူးလို့ညစ조사ပြီးလည်းပေးနေတာပဲအဲဒါပေမဲ့မတတ်နိုင်လို့ဒီလိုအခြေအနေအကြောင်းအကြောင်းတွေပြင်ပအခြေအနေကြောင့်ဖြစ်သွားတာပဲအဲလို့တွေးရင်လည်းရတာပေါ့ရှင်နိုင်ငံရေးဆိုတာလည်းဟိုကာနာတစ်ပင်မှာပဲနောက်ဆုံးကျတော့ကုမ္ပဏီသားစုစီပဲကိုကျွန်မပြန်လာမှာလေ တပောက်စောစီမပြောဝဲနဲ့လေအဲဟိုဒီနှစ်ဟိုပေါ့16ရက်နေ့မှာတက်တေကန်ကပ်ပြားထုတ်တယ်21ရက်နေ့ကျစာထုတ်တယ်အမှန်ခေါ်မေးတာတို့ပါတို့ပေါ့နော်ဆိုတော့ဒါဘလို့ဖြည့်ရှင်းပေးနိုင်လဲဆိုတဲ့ဟာမျိုးလေကျမခေါ်မေးတာတို့ပါတို့အဲ့လိုလည်းမရှိခဲ့ပါဘူးစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြိုင်မှုစူးစမ်းနေတဲ့ပြီးသုံးလုံးတက်တက်ခိုင်ကို ောင်ချောက်ဆင်ထားတဲ့တက်တိုးပုံမှန်နဲ့ဖြုတ်ရှခံလိုက်ရတဲ့အပေါ်တက်တက်ခိုင်တယောက်လောင်မြိုက်နေပါတယ်။မြောင်လန်ရဲ့ဥပရေဟာတည်ရဲကွင်းလိုလိုရာဆွဲတွေးလို့ရနိုင်တဲ့ပုံစံဖြစ်နေတာကိုလည်းတက်တက်ခိုင်ကမခံမရနိုင်ဖြစ်နေတာပါ။ရွက်ကောက်ပွဲကိုအင်ပဒန်ဝေပြန်ရှင်နေတာကြောင့်ရလို့ရညာမြောင်လန်ကိုအတနာခံစာတင်ထားတယ်လို့လည်းဆိုပါတယ်။ မြောင်းလင်ဟာတနိုင်ငံလုံးကိုရုတ်သေးရုတ်လိုသဘောထားပြီးသူလှုပ်ရှင်သလိုတစ်ချက်လွတ်အမိန့်တွေနဲ့လုံနေတာဖြစ်ပါတယ်နိုင်ငံတော်ဆိုင်ရာဥပဒေပုံမှန်တွေနဲ့ညီဆွနေတဲ့ဒေါက်တာအေးမောင်လိုလူမျိုးကိုတော့သူ့အမိန့်နဲ့လွတ်ပေးခဲ့တာတွေ့ရပါတယ်ဒီဖြစ်စဉ်နဲ့နှိုင်းရှင်ပြီးဒေါက်တာအေးမောင်ကိုတော့အပြစ်ရှိကနေအပြစ်မရှိသဘောထားပြီးရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရအောင်ဖန်တီးပေးလိုက်ပြီးသူ့ကိုကြတော့လိုရာဆွဲဥပဒေနဲ့တားမြစ်ခံလိုက်ရတဲ့အပေါ်တသက်ခိုင်ကနားမလည်နိုင်အောင်ဖြစ်နေတာပါ ဒီလိုလောက်တော့မယ်ဆိုတာကိုလည်းကြိုတင်အကြောင်းမကြားပဲရွေးကောက်ပွဲနီးကမှတသက်မဲ့အမဲ့ချွေခံရတဲ့ပုံစံဖြစ်နေတာကိုတသက်ခိုင်က BBC နဲ့အင်တာဗျူးမှာပြောသွားပါတယ်။ဘာမှကျွန်တော်တို့ဟိုချင်းငွေပေါ့နော်လိုအပ်တာထက်ကျွန်တော်တို့ပို့ယူရတယ်။အဲပြီးလို့ရှိရင်လည်းရောင်းထားတဲ့ခန်းနေလည်းကျွန်တော်တို့ရှုံးနေတယ်။အခုရှိတဲ့ဝင်ငွေကြတော့လည်းကျွန်တော်တို့ကရှိတဲ့ဝင်ငွေကြတော့လည်းကျွန်တော်တို့ကအဆောက်အဦပြီးဖို့အတွက်ကျွန်တော်တို့ဦးစားပေးနေရတဲ့အချိန်မှာဘန်ကိုပေးတဲ့အတူကနောက်ကျတာရှိတယ်။တခါလေမပြည့်မီတာရှိတယ်။ ။နောက်အဲ့ဒါနဲ့ကျမတို့စရင်ပေါ်နေတာပေါ့။ပေးရန်ရှိစရင်ပေါ်နေတာပေါ့ရှင်။ဘာမှစရင်ပေါ်နေတယ်။အဲ့ဘာမှစရင်ပေါ်နေတဲ့အတွက်ကျမတို့ကန့်ကွက်တဲ့လူရှိလို့ပေါ့နော်။ဟိုကန့်ကွက်တဲ့လူရှိလို့ဒါစစ်ပေးရတဲ့အချိန်မှာဟိုအကုန်လိုက်စစ်တဲ့အချိန်မှာပေါ့နော်။လိုက်စစ်တဲ့အချိန်မှာအာဒီကမ္ဘောဇာဘာမှာကျမတို့မိသားစုစီးပွားရေးကပေးရန်ရှိပေါ်နေတာပေါ့နော်။ဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့ပါရှင့်။ပုံမှန်ရှစ်ကကြီးကအစိုးရတော့မဟုတ်ပုတ်ကလိကကိုမတင်လျော်တော့ပေးရန်တောင်းဝန် ကင်းရှင်းသူဖြစ်ရမယ်ဒီလိုမျိုးလူမှရွေးကောက်ပွဲဝင်ရမယ်ဆိုတော့ကျမအဲ့ပုံမှန်နဲ့ညှိတာပေါ့ရှင့်အဲ့ဒါပေမဲ့ဥပဒေလို့ပြောရင်တော့ဥပဒေကိုအ내အတိတ်ပဲဖွင့်တာတော့အဲ့ဒါအဲ့စကလုံးကတော့တိတ်ချေပြန့်လွန်းတာပေါ့နော်မတင့်လျော်တော့ဆိုဒါတင့်လျော်ပါတယ်လုပ်ငန်းရှင်ဆိုတာဒီလိုတော့လည်းဖြစ်တတ်တာပဲအပြင် तू ကမပေးဘူးလို့ညင်းနေတာလည်းမဟုတ်ဘူးအမပေးဘူးလို့ညစ조사ပြီးလည်းပေးနေတာပဲအဲဒါပေမဲ့မတတ်နိုင်လို့ဒီလိုအခြေအနေအကြောင်းအကြောင်းတွေပြင်ပအခြေအနေကြောင့်ဖြစ်သွားတာပဲအဲလို့တွေးရင်လည်းရတာပေါ့ရှင့်နောက်ဆုံး အော်နောက်ဆုံးနိုင်ငံရေးဆိုတာလဲဟိုကာနာတစ်ပင်မှာပဲနောက်ဆုံးကျတော့ကုမိသားစုစီပဲကိုကျွန်မပြန်လာရမှာလေအဲဒီနိုင်ငံရေးလုံမှာဒါတွေမပြင်ဆင်ထားဘူးလို့ပြောတဲ့သူလည်းရှိတာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်မပြင်ဆင်ထားတာရှိတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်မကုမ္ပဏီကနေကျွန်မထွက်ထားတယ်အဲအဲ့လိုမျိုးပါရှင်ကျွန်မတော့အဲ့ဒါကို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 ပြင်ဆင်တယ်လို့ဟိုဗန်ဂျူးရတော့ကျွန်မတို့ကဟိုကျွန်မတို့လည်းဟိုပါလေဒါလင်းနဲ့မရဆိုတာကိုအောင်ကျော်ဝင်းယူတဲ့အကျွေးလဲကျွန်မကျွန်မပေးရမှာပေးဖို့တောင်းဝန်ရှိတာပဲလေ အဲအဲ့လိုသဘောတော့ရှိတာပေါ့နောက်တစ်ခုရှိတာကတော့ဒေါက်တာအေးမောင်တို့လိုမျိုးပေါ့နော်ဒေါက်တာအေးမောင်ကတော့တခြားပုံမှားပေါ့နော်တခြားပုံမှားနဲ့အဲနိုင်ငံတော်ကနေဒါနိုင်ငံတော်အကြီးအကဲလွတ်ငင်းချမ်းသာခွင့်နဲ့ရွေးကောက်ပွဲဝင်လို့ရသွားတယ်အဲ့ဒါလေးပေါ့နော်ကျမကကြတော့တိုင်မင်ပေါ့တိုင်မင်ကကျမကိုစောစီမပြောဘဲနဲ့လေအဲဟိုဒီနှစ်ဟိုပေါ့16ရက်နေ့မှာတက်တေကန်ကပ်ပြားထုတ်တယ်21ရက်နေ့ကျစထုတ်တယ်အမှန်ခေါ်မေးတာတို့ပါတို့ပေါ့နော်ဆိုဒါဘလို့ဖြည့်ရှင်းပေးနိုင်လဲဆိုတဲ့ဟာမျိုးလေး ကျမခေါ်မေးတာတို့ပါတို့အဲ့လိုလဲမရှိခဲ့ပါဘူးကျမဒီ3000တောင်းတော့လက်တလုံးသွင်းလိုက်ပါတယ်ဆိုတော့ကျမဘာကိုပြောချင်တာလဲဆိုရင်ကျမကမ္ဘောဇာဘာကိုလဲပြောချင်တာအဲကျမတို့ကတာဝန်ဒီဒီပေးရန်ရှိတာဝန်ကျမတို့ကမပေးချင်တာမဟုတ်ဘူးမပေးချင်တာမဟုတ်ဘူးဒါဒါစ조사ပြီးပေးတယ်ဆိုတဲ့ဟာကမ္ဘောဇာဘာကိုလဲကျမပြောချင်ပါတယ်အဲပြီးလို့ရှိရင်လဲပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရောပြည်သူလူထုကိုကျမပြောချင်တာကျမရွေးကောက်ပွဲတကယ်ဝင်ချင်တာပေါ့နော် ဗိုလ်ချုပ်မူကြီးရှီကိုဘောလေစတင်ခဲ့တယ်လို့ပြောတယ်။သူ့ဘက်ကတစုံတရာတုံ့ပြန်မှုဘလို့ရှိလဲ။အိုး UEC ရောဗိုလ်ချုပ်မူကြီးရောကတော့ကျွန်မဘာမှမတုံ့ပြန်သေးပါဘူးရှင့်။ကျွန်မထင်တာသူတို့တုံ့ပြန်မဲ့ပုံစံကစာထုတ်ပေးမယ်ပေါ့နော်။ဒါဟိုအဲဒါဟိုဒီအတီအတီဟိုပေါ့ကျွန်မအတနာခံထားရတဲ့စာကိုအဲစာရပေါ့နော်။ကျွန်မဟိုဒီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းမှာပယ်ဖြတ်သည်ဆိုတဲ့အကြောင်းကြားစာကို ဟိုရုတ်သိမ်းလိုက်သည်ဒါမှမဟုတ်ရင်ဒါဝယ်ဆက်တီးပြုတ်ပြီးတော့အဲဒီလိုမျိုးဆုံးဖြတ်ချက်တစ်ခုကိုတော့စာနဲ့လာမှာပါရှင့်